ားလုံးမင်္ဂလာခင်ဗျာအခုဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာအခုတည်းထိအစားလျှော့ပြီးတော့ဝေးကြအစီကြအောင်ကြိုးစားနေလို့ရှိလားဒါမှမဟုတ်လေ့ကျင့်ခန်းနေအတကုံလုပ်ပြီးတော့ဝေးကြအစီကြအောင်မင်းကြိုးစားနေလို့ရှိလားဒါမှမဟုတ်ဒီ strength and resistance training လို့ခေါ်တဲ့အလေးမလေ့ကျင့်ခန်းတွေကိုမာဆယ်ကြီးကြီးလာမှာကြောက်ပြီးတော့လမောင်းကြီးကြီးလာမှာကြောက်ပြီးတော့မလို့ဖဲနဲ့ဝေးကြအောင်အစီကြအောင်ကြိုးစားနေလို့ရှိလား ရှိရဆိုရင်တော့ဒီနေ့ view လေးကိုအဆုံးထိနောက်ထောင်တော်ဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်။ဘာလို့ရောဆိုတော့ကျွန်တော်တို့ဒီဝိကြအစီကြအောင်စ조사ရတဲ့အခါမှာမာတစ်စင်နေနဲ့ဝိကြအနေအစီကြတာမတူးဆိုတဲ့ကြောင့်မို့ဝိကြအောင်ပထမအဆုံး조사ရတဲ့အခါမှာကျွန်တော်ကယ်လိုရီဒက်ဖစ်စစ်ရှိမယ်။ကိုတနေ့တာလိုအပ်တာတဲ့ short စားနိုင်မယ်ဆိုရင်ကျွန်တော်တို့ weight တွေကြာတော့မှာဖြစ်ပါတယ်။ဒီ weight တွေထဲမှာလဲကျွန်တော်တို့အစားအစာ weight တွေ ရေဝိတ်တွေကြွက်သားဝိတ်တွေအကုန်လုံးကိုကြာသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ရေတူပဲကျွန်တော်တို့ဒီဝိတ်တွေထိုးကြသွားမှာဖြစ်ပြီးတော့ရေရှိမှာကျွန်တော်တို့ master match တွေရောက်သွားမယ်ဆိုရင်ရေရှိမှာ rebound effect တွေပဲဖြစ်ဖြစ်ကျွန်တော်တို့လေ့ကျင့်ခံမလို့ဖြစ်တော့ဖြစ်ဖြစ်အစားတောက်တွေမလျှော့နိုင်တော့ပဲအချိန်ပဲဖြစ်ဖြစ်ဝိတ်တွေချက်ချင်းနှဆပြန်တက်လာကြတာကိုကြိုးဝူကြမယ်ထင်ပါတယ်။တွေ့လဲတွေ့ဝူကြမယ်ထင်ပါတယ်။ဒီတော့ကျွန်တော်ဒီနေ့ video လေးမှာဝိတ်ချအစီအကြောင်း စ조사နေကြတဲ့အချိန်မှာဒီ strength and resilience training ကဘလောက်အရေးကြီးလဲ strength and resilience strength and resilience training ကိုဘာလို့ကျွန်တော်တို့ထည့်စားဖို့လိုအပ်တဲ့ဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်ပထမဦးစွာဝေကြအစီအကြောင်းအတွက်조사နေတဲ့မိတ်ဆွေတို့ကိုအရေးကြီးဆုံးတစ်ချက်ကိုကျွန်တော်ပြောပြချင်ပါတယ်ဒါကတော့ကျွန်တော်တပတ်မှာအနည်းဆုံး strength and resilience training လို့ခေါ်တဲ့အလေးအမှားလေ့ကျင့်ခန်းလေးကိုမဖြစ်မနေထည့်ကစားဖို့လိုပါတယ် ျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဝိကြအစီကြအောင်調査နေတဲ့အချိန်မှာကျွန်တော်ရဲ့ဒီ massive mass ဒီကအများကြီးပါဝင်ပတ်သက်ပါတယ်အများကြီးရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ massive mass ဒီများလာရတဲ့မြတ်ကျွန်တော်ဘာနဲ့အလားတန်တူလာတယ်ဆိုတော့ကျွန်တော် engine power ကြီးတဲ့ဆိုင်ကဂိုင်းနဲ့အလားတန်တူလာတာဖြစ်ပါတယ်။ဥမာကျွန်တော်ခီးတစ်ခုကိုတွားတယ်ပဲဒါ engine power သေးတဲ့ဆိုင်ကနဲ့ engine power ကြီးတဲ့ဆိုင်ကနဲ့ခီးတစ်ခုတူတူတွားတယ်ဆိုရင် င်ဂျင်ဘောဝါကြီးရဲ့ဆိုင်ငယ်ကပို စားမှာဖြစ်ပြီးတော့ကျွန်တော်ခီးမထုတ်ဆိုရင်တော့မှကျွန်တော်စက်တီနိုးထားတယ်ဆိုရင်တော့မှကျွန်တော်တို့စီစားနှုတ်ညံပြီးတော့ကျွန်တော်စီတွေပိုကုန်လာမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ Marcel Max ဒီဂျိုးဂျိုးစား Marcel Max ဒီတက်လာအောင်ဂျိုးစားနေအမြကျွန်တော် Marcel Max ဒီများလာရဲ့နဲ့အမြလဲဒီ Marcel Max များလာရဲ့လူကြီးအင်ဂျင်ဘောဝါကြီးရဲ့ဆိုင်ငယ်နဲ့တူပြီးတော့အခုလို့ကျွန်တော်စကားပြောနေတဲ့အချိန် physical activity ကျွန်တော်တို့ခုလှူရှားနေတဲ့အချိန်ညအိတ်နေတဲ့အချိန်မှာတော့မှကျွန်တော်တို့အစီကျ banding effect ကိုရလာမှာဖြစ်ပါတယ်။ဒီတော့ပြီးရင်ဒီကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးမှာရေတွေအရိုးတွေပြီးရင် muscle mass muscle cell တွေကဒုတိယအများဆုံး cell တွေပဲဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ဒီ muscle mass တွေများမှကျွန်တော်တို့အရွယ်တွေလူပြိုစီပြီးတော့ကျွန်တော်အသက်အရွယ်ရလာနေမြခါးနာဒူးနာချင်းချင်းဝယ်နာတွေကိုကျွန်တော်တို့ လျှော့ရှားပြီးမှဒါစီပြီးမှဖြစ်ပါတယ်ပြီးတော့နောက်ထပ်ကျွန်တော်တို့ဒီမိတ်ဆွေတို့ဝိကြအစီအကြောင်းစူးစမ်းနေလူတွေအတွက်ထပ်ပြီးတော့ကျွန်တော် sharing လုပ်ပေးချင်တာကဆောင်းနှကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ Marcel Max တွေများလာရတယ်မြတ်ကျွန်တော်တို့ဒီ auto banning effect တွေရလာတဲ့အကြောင်းကျွန်တော်တို့ဒီရေတိုးအတွင်းမှာဝိတ်တွေတီးတာမကြတော့ပြီမလဲကျွန်တော်တို့လေ့ကျင့်ခန်းတွေလုပ်လာတာနှိမ့်ချလာတယ်မြတ်မာဆယ်မတ်တီများလာနေတယ်မြ။နောက်ပိုင်းမှာကျွန်တော်ကယ်လိုရီဒက်ဖစ်စစ်မလုံနိုင်ဘူးဆိုရင်တော့မှကျွန်တော်တို့ ရေရှည်ကျမ်းမှာအစီကြကြည့်လက်တခဏကိုစူးစမ်းကိုရလာမှာဖြစ်ပါတယ်။အခုလောက်ဆိုရင်တော့ကျွန်တော် sharing လုပ်ပြရလေးကဝေကြအစီကြအောင်လုပ်နေတဲ့လူတွေစူးစမ်းနေလူတွေအတွက်ဘာကြောင့်ဒီ strength and resilient training တွေကတစ်ပတ်မှာသုံးရက်လောက်ထည့်ကစားဖို့လိုတာလဲ muscle mass များအောင်လုပ်ဖို့ကဘာကြောင့်လိုတာလဲဆိုတာကိုအဝင်းတလေးခုလောက်တော့ရသမယ်လို့ထင်ပါတယ်။ကျွန်တော်လည်းဝေကြအစီအကြောင်းတိုင်းမင်းဆိုရင်ကျွန်တော်ရဲ့ဒီစံပြောတင်အကောင့်မှာလာရောက်တိုင်းမင်းဆိုကျွန်တော်ရဲ့ဒီ Facebook စံပြောတင်အကောင့်မှာလည်းလာရောက်တိုင်းမင်းနိုင်ပါတယ်ခင်ဗျာ